အလူရှင်ရဲ့ကျေးဇူးကြောင့်ဧရိယာမှာကြောက်ခဲ့အစားထိုးလေနိုင်ကအသက်ရှင်ခွင့်ရသွားတဲ့အာဂါချွန်းအာဂါချွန်းကရောလွန်ခဲ့တဲ့နေ့ကကြောက်ခဲ့ယောဂကိုအပြန်ထန်ခံစားနေရတာကြောင့်လူဖြစ်ရှင်ရောမဲ့အချင်းတွေကိုအင်တာဗျူးဖြင့်လူများကထိခဲ့ရတာဖြစ်ပါတယ်။အာဂါချွန်းကသူ့ဘဝကြီးကိုပြန်ကောင်းခြင်းမမိတ်မြမတက်နိုင်တော့ရဲ့အကြောင်းစေလဲဆမ်ကွန်နိုင်တော့ရဲ့အတွက်ဒီတိုင်းတာနေရတော့မယ့်အကြောင်းကိုဖိဟာကုညင်တောင်းခဲ့တာပါ အကာကျွန်းဟာလူငယ်တယောက်ဖြစ်ပြီးအခုလိုဘဝဆုံးရှုံးရမယ့်အပေါ်လူများကသနာကြကားကူညီပေးကြပါရင်အလူရှင်တွေကအကာကျွန်းကိုအလူငွေတွေဝိုင်းဝန်းလိုကြရင်မတင်မတ်တဲ့ပမာဏကိုရရှိလာကြပါ။ အလုံးငွေကတင်းထောင်ကျော်ရရှိလာတဲ့အတွက်အကားကြောင့်အဖြစ်ဆင်းဆုံးအိမ်မက်ဖြစ်ခွင့်ရပါတယ်။အဲဒါကတော့အေဒရီယာမှာကြောက်ကဲအစားထိုးဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့လဲအေဒရီယာကိုသွားကကြောက်ကဲကိုအမြန်ဆုံးအစားထိုးလိုက်ပါတယ်။အခုစဉ်ကြောက်ကဲအစားထိုးတာလာပိုင်လာရှိနေပြီဖြစ်ကအတော်လေးကိုကြောက်မိုင်းလေးကောင်းနေပါပြီ။အကားကြောင့်ကကြောက်ကဲအစားထိုးပြီးအချိန်မှလူကောင်းတယောက်လူခံစားနေရတာဖြစ်ပါတယ်။ ကြောက်ကဲအစားထိုးနေတဲ့အချိန်တုန်းကတော့ဘလိုရီခံစားလိုက်ရလဲဆိုတာသူ့အနေနဲ့မသိပါဘူး။အိပ်ပေါ်နေရမှုဝေဒနာကိုလည်းခံကောက်မသိလိုက်ပါဘူး။နိုးလာတဲ့အချိန်မှာကြောက်ကဲအစားထိုးပြီးပြီလို့သိလိုက်ရသလိုခနာကိုကလည်းကိုခံအားတွေကအစားပြောင်းလဲသွားတယ်လို့ခံစားလိုက်ရတာဖြစ်ပါတယ်။ခနာကိုရင်းမှအင်အားနဲ့မတူတော့ပဲအရင်တွေအများကြီးရလိုက်တယ်လို့ကိုခံစားလိုက်ရတာပါ။တကယ်လည်းပဲအစာထိုးပေးရနေအရင်လိုခံစားရတဲ့အနာတရားတွေဘာကိုမှမရှိတော့တာဖြစ်ပါတယ်။ အခုဆိုရင်ကြောက်ကရရှင်ကြောင့်ဘူရဲတန်ကိုအလူအလဲခံစားရပါတယ်။ပူလုံးလို့ဘန်ကာကိုသာတစ်ချိန်လုံးကင်ချရပါ။အခုဆိုရင်ဘန်ကာလေးယူဆောင်လို့တော့ပဲတွာလာနိုင်ပါပြီ။ဒါပြင်မော်ရဲတန်လည်းအိတ်မရှိတော့ပဲတွာလာနိုင်ပြီဖြစ်လို့စကားလေးအကြာကြီးပြောနိုင်ပါပြီ။အရင်ဆိုရင်မော်လုံးလို့အဖိုးအိုတယောက်လိုခံစားနေရတာဖြစ်ပါတယ်။အသားရည်တွေဆိုရင်လည်းအရင်ကမဲကအတော်လေးကိုပြတ်သွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါမဲ့လည်းဒါရီအလုံးကအိမ်မက်ဆိုးတစ်ခုလိုကျန်ခဲ့ကအိမ်မက်ကနေနူထလာနိုင်ခဲ့ပြီလို့ဆိုရတယ်။ ဟိစရွာခန်းကနေပြန်ထွက်လာပြီးနှစ်ပတ်ကြာလောက်မှချင်းအသားရည်လည်းပြန်ကောင်းလာခဲ့တာပါပုံမှန်လူတစ်ယောက်ကလိုအသားရည်မျိုးကိုပြန်ကောင်းစားပြုလာခဲ့ပါတယ်မျက်နှာနဲ့ခန္ဓာကိုယ်မှလည်း ဖော်ပြောင်းတာတွေမရှိတော့ပါဘူး။ကြောက်ကဲဆေးစရာမလိုတဲ့အချက်ကတော့ကိုယ်အကောက်ကျွမ်းအကျွမ်းအပျော်ရှင်အောင်အခိုက်အတန့်ဖြစ်ပါတယ်။တကယ်လို့ဒါလက်လျှော့ခင်မင်းဆိုရင် အခုလိုပြန်ကောင်းလာတဲ့အချိန်တွေကိုရောက်လာမှာမဟုတ်ပဲ။လောကကြီးမှာတော့ကိုယ်အကောက်ကျွမ်းကရှိတော့မှာမဟုတ်ပါဘူး။သူကြောက်ကဲဖြစ်နေစဉ်တခြားမှာဘေးနာကနေပြုစုပေးတဲ့အတော်ဖြစ်သူကကွင်လွန်တာချိန်မှာကိုယ်အကောက်ကျွမ်းကစိတ်တွေပါကြာသွားခဲ့တာပါ။လောကကြီးကနေချက်တော်ဖို့အချိန်ကြိုးစားခဲ့ပြီးမှပြန်ကောင်းအောင်လုပ်ဖို့အထီးတရားဝင်ကအလုံးငွေကောက်ခံခဲ့တာဖြစ်ပါတယ်။ အစရုံကအလှူခံဖို့ရှိပေမဲ့အသက်ရှင်ဖို့အရေးအဆွန်ကောင်းလို့ရင်းနေအေဒရီယာမှာကြောက်ကဲအစာထိုးလဲနိုင်တဲ့အခြေဖြစ်လာတယ်လို့သိရပါတယ်။အခါကျွန်းအကြောက်ကဲအစာထိုးပြီးသွားပြီးမှဘဝတစ်တစ်ခုကိုလည်းအစရုံမှာပါ။ကျမတွေလူတရားဖြစ်အောင်နေထိုင်သွားရင်ဖြတ်တန်းသွားရမှာဖြစ်ပါတယ်။တပြင်းကြောက်ကဲဈေးရတဲ့သူတွေကိုလည်းအားပေးစကားတွေပြောရင်ဖိမသွားဖို့စဉ်းစားထားပါတယ်။ကြောက်ကဲအစာထိုးနိုင်ကြတဲ့ကိုအခါကျွန်းပေါ်အမြင်လေးကိုလည်းပြောပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ရာစ တဲ့နုပညာရှင်တွေအကြောင်းများကိုချင်းကပြင်းညစ်တက်ဆက်ပြောမှာဖြစ်လို့တိတိတော်ပြီးတင်နိုင်မလို့တဲ့အသိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းဆောင်လေးကိုလည်းနေထားပြကြပါအောင်ရှင်အဆုံးတရားဝီကျေးဇူးမြတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်